တွေ့ကောင်းမှုလို့ရင်ရည်ရွယ်ချက်ကောင်းရအောင်ကောင်းတဲ့ရည်ရွယ်ချက်သည်စေရနာကောင်းစေရနာကောင်းရင်ကံကောင်းမယ်ကံကောင်းလို့ရှိရင်အကျိုးပေးကောင်းတယ်လို့ဆိုဒါတော့အဲ့ဒါမှအရေးကြီးတဲ့အချက်တစ်ခုဘုရားဝတ္တဝင်သူတော်စင်နေအနေနဲ့နှစ်စင်နဲ့အမြတ်မဟာဒုတ်သမိုင်းကြောင်းကို ပြန်လည်တတိယတော့အဖြစ်ဟမ် မဟာတုတ်မြတ်သပိတ်စေရံမဲဟောက်ပြီးတော့ကံကောင်းတဲ့ပုဂ္ဂိုလ်တွေဟာမြတ်စွာဘုရားရှုပ်ွားတော်တန်ဃာတော်တွေကိုဆွံကတ်ခွင့်ရတယ်အဲ့တော့ဘုရားကိုပူဇော်ခွင့်ရတယ်လို့ဆိုတာဟာမြတ်သပိတ်ပေါ့လို့မြတ်စွာဘုရားကိုရှုပ်ွားတော်မှာဆွံကတ်ခွင့်ရပြီဆိုလို့ရှိရင်အဲ့ဒီပုဂ္ဂိုလ်ဟာအလွန်ကံကောင်းတယ်လို့ပဲပြောရမှာ ရသော်ဘုရားဟောထားတဲ့တရားတွေရှိတယ်။တကယ်တတ်တော်တရားဘုရားကိုယေစုပြီးတော့နော်စိတ်ကိုဓာတ်နုထားနိုင်မယ်ဆိုရင်အကျိုးတူတယ်လို့တော်မြတ်စွာဘုရားဟောထား။ဒိဋ္ဌံတေနေဘူးတေစာပိတမေစိတ်တေတမံဖလံတတ်တော်တရားမြတ်စွာဘုရားပြိဋိဘံဆံသွားတဲ့မြတ်စွာဘုရား ဆိုတော့ကိုကဖရာပြိနိဗ္ဗာန်ဆံမလူဖြစ်တယ်ဆိုပြိနိဗ္ဗာန်ဆံသွားတဲ့မြတ်စွာဘုရားအေးဖရာသက်တော်ထင်ရှားရှိတော့ကတွေးလိုက်ရတဲ့ပုဂ္ဂိုလ်တွေကဖရာသက်တော်ရှိတဲ့အချိန်မှာဖရာကိုတိုက်ရိုက်ရှင်ပါအဲ့ဒီမှာသက်တော်ထင်ရှားမြတ်စွာဘုရားကိုလှူရတာရဲ့ မြတ်စွာဘုရားကိုယေရှုပြီးတော့ပြိလိဗန်ဆန်သွားပြီးတော့မှလှူရတာရင်အဲ့ဒီလှူရတဲ့ပေအချက်နှစ်ခုမှာစိတ်ဓာတ်ကိုတူနိုင်အောင်တူအောင်ပြင်ထားမယ်ဆိုလို့ရှိရင်အကျိုးကြီးတူတယ်လို့ဆိုတယ်အဲ့တော့ကိုယ်ပေါ်မှာပဲစိတ်နေသဘောထားကိုပဲပြင်ရမှာဖြစ်တယ်အဲ့တော့များသောဤမဲပေါက်တဲ့ပုဂ္ဂိုလ်ဟာမိမိကိုယ်စိတ်ထဲမှာခံစားချင် အေးတစ်ချိန်လုံးကကသဝဗုဒ္ဓရဲ့လက်ထက်မှာကသဝမြတ်စွာဘုရားကသပိတ်ပေးလိုက်လို့ရသွားတယ်မဟာတုတ်ကြီးကံကောင်းလိုက်တာဘုရားကိုဆုံးကပ်ခွင့်ရသွားတယ်ငါလည်းပဲသူ့နီးတူပဲမြတ်စွာဘုရားကိုယေရှုပြီးတော့ဆုံးကပ်ခွင့်ရတယ်လို့ကံကောင်းလို့ဆုံးကပ်ခွင့်ရတယ်လို့ဆိုပြီးတော့စိတ်အားတွေတက်ကြွပြီးတော့ ပီတိဖြစ်မယ်ဆိုလို့ရှိရင်အကျိုးပေးဟာတူညီတဲ့အကျိုးကိုရရှိမှာဖြစ်တယ်နော်